ားလုံးပဲမင်္ဂလာပါဗျာစိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုက်ရတော့စတင်မြင်းဆောင်ရှင်မြင်းဆောင်မှတ်ပုံတင်ကင်တဲ့သူတွေကမြန်မာနိုင်ငံသားမဟုတ်တော့ဘူးလားဆိုပြီးတော့အမှန်တရားစကားလုံးတွေပြောဆိုလာတဲ့မောင်ရဇာရဲ့ရုပ်သံမျိုးဖိုက်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမမောင်ရဇာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးနောက်ထပ်စမတ်ကတ်တွေ ရောင်းစားနေတဲ့အကြောင်းတွေမှာပြောဆိုလာပါတယ်။အားလုံးလည်းဝင်ရောက်ရှိချူပြီးတော့လေးလာတုံးတဲ့ဝေဖာပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းဆိုင်းနဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဆရာပရမဦးဆုံးပြောခြင်းတဲ့အခါကတော့အဓိကကလစ်ကိစ္စစမက်ကပ်ပေါ့နော်စမက်ကပ်ကိစ္စ။အဲ့တော့ကျွန်တော်ဒီကနေ့ငါလာပိုင်း၂ရက်နေ့စမက်ကပ်သွားရိုက်တယ်။ရိုက်တယ်ဆိုတော့လည်းခကြီးသွားတဲ့အခါကျတော့ဒီစမက်ကပ်မပါရင် ပြဿနာတစ်ခုလိုပဲဖြစ်နေရလေစမကတ်မရိုက်ရသေးဘူးလားစမကတ်ရိုက်တာနောက်ကစမကတ်မပါပဲခင်းသွားနေဆိုတော့ဟုတ်ပါတယ်ကျွန်တော်စမကတ်ရိုက်လိုက်တယ်နိုင်ငံတော်ကလည်းဥပဒေထုတ်ပြန်ပြီးတော့ဒါစမကတ်တွေရိုက်ရမယ်လို့ညွှန်ကြားထားတဲ့အတွက်ဒါနိုင်ငံသားတယောက်အနေနဲ့နိုင်ငံတော်ထုတ်ပြန်ထားတဲ့အမိန့်ကိုနာခံတဲ့အနေနဲ့ကျွန်တော်စမကတ်ရိုက်လိုက်တယ်ဆိုတော့စမကတ်ရိုက်တဲ့ဆိုတဲ့အခါကျကျွန်တော်တို့အာဒီဘူတိုင်းဒီတိုင်းအနောက်ခြမ်းပြည်ခေဘရောင်းမြို့နယ်ထဲမှာကစမကတ်ကနေရာတွေရွှေ့ပြီးတော့ရိုက်ကြတယ်ရွာတွေလိုက်ပါတော့သူအုပ်စုလိုက်လိုက်ပြီးတော့ရိုက်ပြီးတယ်မရိုက်ရသေးတဲ့ပြည်သူတွေကိုဆိုတော့ကျွန်တော်ကတောင်မွေအုပ်စုကိုရိုက်တဲ့အချိန်မှာတော့ ကျွန်တော်ခကြီးလုံတော့မရှိဘူးဆိုတော့ရှိတဲ့နေရာကိုကျွန်တော်သွားပြီးတော့စမကတ်သွားရရတယ်ဆိုတော့စမကတ်ရိုက်ဖို့ဘာတွေလိုအပ်တယ်လဲအဲဒီသူတို့ထုတ်ပြန်လာတဲ့ new breed ကြီးတဲ့ခါကျတော့နံပါတ်1ကမှတ်ပုံတင်မိတူနဲ့အဲနောက်တစ်ခုကတကောင်စင်းအိနောင်စုဝင်စင်းပေါ့နော်အိနောင်စုဇေယမိတူလိုအပ်တယ်ဆိုတော့ဒါလေးကျွန်တော်ယူသွားတယ်လေးရွာပေါ့နော်ကျွန်တော်တို့ဘကူတိုင်းဒေသကြီးအနောက်ချမ်းပြည်ကရင် brown မြို့နဲ့အုတ်ရှိပင်မြို့အဝင်းလေးရွာအဲဒါလေးရွာအုတ်ချုပ်ရေးမှုရုံးမှာဒီကနေ့ရိုက်တော့ကျွန်တော်သွားလိုက်တယ်သွားတော့ ပုံစံတစ်ဖြစ်ရမယ်ပေါ့အဖေနာမည်အမေနာမည်ကိုမွေးသက်ကလေးမှတ်ပုံနဲ့နာမည်ပါညာအကုန်ဖြစ်ဖြစ်ပြီးတော့မှတ်ပုံနဲ့မိတူတရွယ်ပေးအိမ်တော်ဆိုရင်ဆရာမိတူတရွယ်ပေးကျွန်တော်ပြီးပြီလားဘာလို့သေးလဲဆိုတော့ပတ်စံ9000ပေးရမယ်တဲ့ဆိုတော့ကျွန်တော်ပေးလိုက်ပါတယ်ပေးလိုက်တယ်ဒါကျွန်တော်မနက်9နာရီ18မိနစ်20ပေါ့ဗျာအဲ20လောက်ကကျွန်တော်ရောက်တာနေ့လယ်2နာရီကျော်မှဒီစမကတ်ကိုကျွန်တော်ရတယ်ရတဲ့ခါကျတော့စမကတ်ကဒီ info ဆက်ကူတပိုင်းစာပေါ့နော် info ဆက်ကူတပိုင်းစာရိုးရိုးဆက်ကူပါပဲရိုးရိုးဆက်ကူမှာဒီဒီစိကလေးနှိပ်ထားတဲ့ဥစား ပလတ်စတစ်တောင်လောင်းထားမပြီးဘူးရှင်းရှင်းပြောရရင်တော့ဟိုဒီခေတ်နားလည်အောင်ပြောရင်ကျွန်တော်ဒီကတ်ကိုနိုင်ငံတော်ကနေလုတ်ပေးတာမို့ကျွန်တော်ပတ်စံပေးပြီးဝယ်လာခဲ့တာခင်ဗျားတို့ကျွန်တော်ပြောမယ်နော်အဲလာဝကဝန်ထမ်းနေလက်စားတယ်လို့ကျွန်တော်မပြောဘူးငွေတောင်းတယ်လို့လည်းကျွန်တော်မပြောဘူးကျွန်တော်ပတ်စံပေးပြီးဝယ်လာခဲ့တဲ့အကြောင်းကိုပြည်သူကိုပြောပြတာဆိုတော့ပတ်စံပေးပြီးဒီဝယ်လာတဲ့ဒီစမကတ်ဒီအကြီးကြီးကိုကျွန်တော်အိတ်ကတ်ထဲလဲထည့်သွားလို့မရဘူးခကြီးသွားတဲ့အခါကျတော့ချိုးချာထိုနာဒီနာသွားတော့ ဒီလောက်အကြီးကြီးဒီ A4 တပိုင်းစာလောက်အရွယ်ကြီးကိုကျွန်တော်အိတ်ကက်တထဲမှာအဲ့တော့သူများတွေလှုပ်တယ်လို့ပဲအဲကျွန်တော်ဒီမှာစမတ်ကတ်ကိုတည်တည်လေးပေါ့နော်ကျွန်တော်တည်တည်လေးလှုပ်ထားတယ်မှတ်ပုံလေးအရွယ်ဒီကက်ကြီးကိုဒီကက်တည်တည်လေးဖြစ်အောင်လို့ချုပ်ပြီးတော့ဆောင်ထားလိုက်တယ်ပါခီးသွားရင်ကျွန်တော်ဒါလေးပြရင်လဲသူများတွေလည်းပြတော့အစီအမံတရားဝင်နေမှုတော့ကျွန်တော်လည်းမသိဘူးအဲသူများဆောင်လို့ကျွန်တော်ဆောင်တယ်ဒါကြီးခီးသွားလေရနေရအိတ်ကက်တထဲသွားဖို့ဆိုတာတော့မဖြစ်နိုင်ဘူးသို့တော့ကိုဝယ်လာခဲ့တဲ့ ပစ္စည်းเนาะဒါပဲတခုတော့စဉ်းစားကြည့်တယ်ဗျကျွန်တော်တို့နိုင်ငံကပြည်သူကိုစမတ်ကတ်တောင်ရောင်းစားနေရလောက်အောင်လူမှုကြီးကြိုင်နဲ့ပြည်သူအင်အားဦးကြီးဦးစီးပြည်လူမှုကြီးကြိုင်နဲ့ပြည်သူအင်အားဝန်ကြီးဌာနကတော်တော်မွဲသွားပြီလားလို့မေးကြည့်တယ်နိုင်ငံတော်ဘန်နာတွေမရှိတော့ဘူးလားမရှိတော့ရင်ပြောပါเนาะကျွန်တော်တို့ပြည်သူတွေအနေနဲ့900တက်နိုင်တက်နိုင်1000တက်နိုင်တက်နိုင်1000တက်နိုင်တက်နိုင်ကျွန်တော်တို့ရတဲ့လာစာတွေကနေ ဟိုအခု PDF NUG ထောက်ပံ့တယ်လို့ပေါ့သူတို့တွေလည်းဟိုနိုင်ငံသားမှသွားနေတယ်သူတို့လာစားတွေကနေ900ခန်းလုံးလို့600ခန်းလုံးလို့ထောက်ပံ့တယ်ကျွန်တော်လည်းဒီလိုပါပဲနော်နိုင်ငံဝန်ထမ်းဒီနိုင်ငံတော်ကြီးကဝန်ကြီးဌာနတွေပတ်စံမရှိတော့ဘူးဘတ်ဂျက်မရှိတော့ဘူးမလဲပတ်နိုင်တော့ဆိုကျွန်တော်တို့ပြည်သူတွေကလည်းကိုရတဲ့လာစားတွေကနေကျွန်တော်ထောက်ပံ့မှာပါအဲ့တော့ဒီနိုင်ငံတော်ကြီးကျွန်တော်တို့ချစ်တယ်နော်ဒါဒီနေ့ဝယ်လာခဲ့ရတာဘကုတိုင်းဒေတာကြီးအနောက်ခြမ်းပြေးခဲ့ပထောင်းမြို့နယ်လူမှုကြီးကြီးဦးစီးဌာနကဒီစမကတ်တစ်ခုကိုကျွန်တော်ပတ်စံ9000ပေးပြီးဝယ်လာတာပလတ်စတစ်ကိုကလောင်းတာနော်ပလတ်စတစ်လောင်းမပေးဘူးအဲ့ဒီစက်ကူတက်တက်ကိုကျွန်တော်ပတ်စံ9000ပေးပြီး ဝယ်လာခဲ့ရတာเนาะအဲ့တော့ဒါနံပါတ်1ပြောချင်တဲ့အကြောင်းလေးအဲ့တော့နောက်တစ်ခုပြောချင်တာကလွန်ခဲ့တဲ့၄လပိုင်း24ရက်နေ့ကကျွန်တော်ရန်ကုန်ကနေပြည်ကို ပြန်လာတယ်ဆိုတော့လက်မှတ်ဝယ်တာကိုကျွန်တော်ကတုံတန်ဟိုအတိုင်းမပြောတော့ဘူးအဲ KB တဲ့ကနေပြီးတော့ MMB ticket ကနေကျွန်တော်လက်မှတ်ဝယ်လိုက်တယ်ဝယ်လိုက်တယ်ဆိုတော့ကျွန်တော်က၄လ7နှစ်ကြီးကားလက်မှတ်ဖြတ်လိုက်တယ်ပေါ့ဗျာအမှန်လဲ7နှစ်ကြီးလောက်ကလေးကျွန်တော်လက်မှတ်ဖြတ်ထားလိုက်တယ်အဲကားကကိုတပေါင်းခွဲเนาะ new asha ကားနဲ့၄လ7နှစ်ထွက်မဲ့ကား24ရက်နေ့မှာကျွန်တော်ပြန်လာခဲ့တယ် ခုနမကူလာမသိဘူးခုနမတော့မေးဆိုတော့ကျွန်တော်ပြန်လာခဲ့တယ်လာခဲ့တဲ့လာတဲ့အခါကျတော့လက်မှတ်ဝယ်လိုက်တယ် MMB တိကက်ကနေပြီးတော့ KB နဲ့ချီပြီးလက်မှတ်ဝယ်လိုက်တယ်ဆိုတော့7နှစ်လောက်ကျတော့ကျွန်တော်ရှီကိုဖုန်းဆက်လာတယ်အဲ MMB တိကက်ကဖုန်းနံပါတ်နော်ခွန်ခွန်တယ်လီနောပါပဲနောက်ကခွန်နေရောအစ်တစ်တွေရောအများကြီးပဲကျွန်တော်တို့နံပါတ်တော့မမှတ်အလုံးမမှတ်မိတော့ဘူးဆိုတော့အဲ့ဖုန်းနံပါတ်ကျွန်တော်ကိုခေါ်လာတယ်အကီးလက်မှတ်ဖြတ်ထားတာဟုတ်လားဗောဟုတ်ပါတယ်ဗောကျွန်တော်လိုက်မှာလားဗောလိုက်မှာကျွန်တော်လိုက်မှာတစ်ဆက်နဲ့လိုက်လိုက်မယ်ဆိုအဲ့တော့မှတ်ပုံတင်နံပါတ်လေးပြောပြပါလားဟုတ်ကဲ့ပြောပါမယ်ဗောမှတ်ပုံတင်ရတယ်ဘာမြင်ဆောင်လဲမသိဘူးဆိုစဉ်းစားသွားတယ် ဟိုဘာဖြစ်လို့အဲ့ဒီမိကုံကိုမေးတာလဲကျွန်တော်အဲ့မျိုးစုကိုမေးတာမဟုတ်ဘူးတဲ့စက်တိမြင်းဆောင်တို့ရှင်မြင်းဆောင်တို့ဆိုရင်လည်းလက်မှတ်ကမရောင်းခိုင်းဘူးတဲ့ကျွန်တော်ထပ်ပြီးတော့မေးကြည့်တယ်ခင်ဗျအဲ့ဒီစကားကနိုင်တော်စီမံအုပ်ချုပ်ရေးကောင်စီကတရားဝင်ညွှန်ကြားချက်ထုတ်ထားတဲ့စာလာတရားဝင်ညွှန်ကြားချက်ထုတ်ထားလို့မရောင်းရတာဆိုအဲ့ဒါတော့ကျမတို့လည်းမသိဘူးတဲ့ကားဂိတ်တွေကပြောတယ်တဲ့နော်ဟိုစက်တိမြင်းဆောင်တို့ရှင်မြင်းဆောင်တို့ဆိုရင်လက်မှတ်မရောင်းပြပါနဲ့လို့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့ဂိတ်တွေကစစ်လို့ကျွန်တော်စဉ်းစားကြည့်တယ်စစ်တာကတော့မြန်မာနိုင်ငံမှာနိုင်ငံသားတိုင်း နေမြေတစ်ခုကနေတစ်ခုကိုသွားပြီးမြို့နယ်တစ်ခုကနေတစ်ခုကိုသွားပြီးတိုင်းတစ်ခုကနေတစ်ခုကိုသွားပြီးဆိုရင်တော့လုံထုံလုံနေဥပဒေရတော့စစ်မှာပဲမပုံနေပါမယ်ပြောထားပြီးသားပါမယ်လေအခုစမတ်ကပ်ပါမယ်ပြောထားပြီးသားပါမယ်လေဟာခီးတော်ထောက်ကန်ချက်ဆိုတာမျိုးလိုအပ်တယ်လို့နိုင်ငံတော်ညွှန်ကြားရင်ကျွန်တော်တို့ယူရမှာပဲရက်ကွက်အုပ်ချုပ်ရေးမှုယူရတယ်ကျွန်တော်တို့ဘယ်ဘယ်နေ့ဘယ်ရက်ခီးသွားမယ်ဘယ်နေ့ဘယ်ရက်ပြန်လာမယ်အသွားဆိုသွားအပြန်ဆိုအပြန် နော်ဒါလောက်ရမယ်လေဒီဘက်ရောက်ကအုပ်ချုပ်ရေးမှုကနေထောက်ခံစားပေးလိုက်တယ်အဲ့တော့ဟိုဘက်ရောက်ကအုပ်ချုပ်ရေးမှုပြဟိုဘက်ရောက်ကအုပ်ချုပ်ရေးမှုကဘယ်နှစ်ပဲရောက်ပါရဲဆိုပြီးတော့ပေးလိုက်တဲ့ထောက်ခံစားရဲ့အနောက်မှာဒဇင်းလုံးထုတ်ပြီးလက်မှတ်ထိုးပြီးဘယ်နှစ်ပဲပြန်လဲထွက်ကွာကိုယ့်ရက်ကွက်ကိုပြန်လာဒီလိုဖြစ်ရမလဲဒါဥပဒေရဆိုနေမှန်းတယ်ဆိုတော့စက်တိမြင်းဆောင်ရှင်မြင်းဆောင်ကားလက်မှတ်ဝေလို့မရဘူးဆိုပြဿနာရန်ကုန်အမင်္ဂလာအဝေးပြေးမှာဒါအဓိကပြဿနာတစ်ခုကျွန်တော်တစ်ခုသိချင်လို့မေးကြည့်မယ်နော်စက်တိမြင်းဆောင်ကကျွန်တော်တို့မြန်မာနိုင်ငံနေကနိုင်ငံသားမဟုတ်ဘူးလား ါမှမဟုတ်အစ်စတိမြင်းဆောင်ဆိုတဲ့ရခိုင်ပြည်နယ်ကြီးကိုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တွေကနေဖယ်ထုတ်လိုက်ပြီလားရိုးရိုးချင်းပြောတာနော်အဲ့ဒီလိုမျိုးစတိမြင်းဆောင်တွေကိုလက်မှတ်မရောမှနဲ့လို့ကြီးမုံရောမြမအလင်းရောမြဘရီရောမြမတန်ရုပ်မြင်သံကြားမြဘရီရုပ်မြင်သံကြားရောလေဒီယိုကရောကြီးညာတာကျွန်တော်မမြင်သေးဘူးအဲ့တော့နိုင်ငံတော်တရားဝင်မကြီးညာဘဲနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်ချက်လည်းမရှိသေးဘဲနဲ့ဘာဖြစ်လို့ဒီပုံကိုယ်တွေကိုခရီးသွားဖို့ကန့်ကန့်တတ်တာလဲ ျွန်တော်မေးကြည့်တာလေနားနားမလည်လို့မေးကြည့်တာအဲ့တော့စက်တင်မင်းဆောင်နဲ့ခရီးသွားလို့မရဘူးဆိုရင်တခုလောက်မေးကြည့်ခြင်းလို့နော် request လုပ်ကြည့်တာပေါ့သိခြင်းလို့မေးတာပါနိုင်ငံစီမဟုတ်ကြီးကောင်စီဥက္ကဋ္ဌရဲ့ဇနီးဟာရခိုင်အမျိုးသမီးတယောက်သူလက်စက်တင်မင်းဆောင်မှတ်ဖို့နဲ့ကြိုင်တာသူခရီးသွားလို့မရဘူးလားမေးကြည့်တာနော်နောက်တစ်ခုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ထဲမှာတပ်ဖွဲ့မှုတယောက်ဘယ်တပ်ဖွဲ့လို့တော့မပြောတော့ပါဘူးကျွန်တော်ရေတပ်မှနေတော့ကျွန်တော်ရေဗျော်မှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်မန်အောင်သားသူလက်စက်တင်မင်းဆောင်ကြိုင်တာခရီးသွားလို့မရဘူးလားနောက်မြန်မာတပ်မတော်ထဲမှာစက်တင်မင်းဆောင်ကြိုင်ထားတဲ့တမတော်သားတွေအရာရှိတွေ အများကြီးပဲနော်မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေမှာလည်းစစ်တီမြေဆောင်ကင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေအများကြီးရှိတယ်အများကြီးရှိတယ်နိုင်ငံဝန်ထမ်းတွေထဲမှာလည်းအများကြီးရှိတယ်အဲ့တော့စစ်တီမြေဆောင်ကင်တာနဲ့မတော်ရတော့လားနောက်တစ်ခုကျွန်တော်တို့ဘကိုးတိုင်းအနောက်ချမ်းဆိုတာကရခိုင်ပြည်နယ်နဲ့အနီးစပ်ဆုံးဆက်နွယ်တယ်ဆိုတော့ပြည်တက်ကတုံမှာကျောင်းလက်တက်တဲ့လူတွေအများကြီးပဲကျွန်တော်တို့ပြည်ပညာရေးကောလိပ်မှာကျောင်းတက်ပြီးတော့ကျောင်းဆရာဖြစ်သွားတဲ့ရခိုင်လူမျိုးတွေအများကြီးပဲပြည်နီးပညာတက်ကတုံမှာကျောင်းတက်သွားတဲ့ရခိုင်လူမျိုးတွေအများကြီးတောင်ခွန်းနဲ့ကျွန်တော်တို့ကနီးနီးလေး ဆိုတော့တောင်ခုကနေပြီးတော့ပြည်မှာအခြေချတယ်အုပ်ချုပ်ပြည်မှာအခြေချတယ်ငကိုတော့စတိမြင်းဆောင်နေတိုးတော့ပြည်မှာအခြေချတယ်ပြည်မှာအိမ်အောင်စုဝင်စရာဝင်တယ်ရန်ကုန်သွားတယ်သူ့မှတ်ပုံနဲ့စတိမြင်းဆောင်မယ်အဲ့တော့ပြည်ကနေရန်ကုန်ပြန်လာလို့မရဘူးလားဟိုရန်ကုန်နေပြည်ကိုပြန်လာလို့မရဘူးလားဘာဖြစ်လို့လဲဒီပြဿနာတွေတခုကျွန်တော်သိကျင်လို့မင်းကြည့်တာနားမလဲလို့နော်နိုင်ငံတော်ကတရားဝင်ဒီပုံကိုတွေခကြီးမသွားရအောင်စတိမြင်းဆောင်နေမသွားရအောင်စတိမြင်းဆောင်ဒီမြန်မာနိုင်ငံသားမဟုတ်တော့ပါဘူးလို့တရားဝင်မကြင်ညာဘဲနဲ့ဘာဖြစ်လို့စစ်တာဘာဖြစ်လို့ရစ်တာဘာဖြစ်လို့မသွားရဘူးလို့ ဂိတ်တရားပြောတာဘသူ့အမိတ်နဲ့ပြောတာသိကျင်လို့မကြည့်တာဘယ်ပုတ်ကိုရဲ့အမိတ်နဲ့ပြောတာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်လက်ရှိယာယီသမရာကြီးရဲ့ညွန်ကြားချက်တောင်မထုတ်ဘူးနိုင်ငံအကြီးဆုံးပုဂ္ဂိုလ်တောင်မပြောဘဲနဲ့သူ့ထက်မြန်ရာထူးကြီးလို့လားသူ့ထက်မြန်လုတ်ပိုင်ခွင့်ပိုရှိလို့လားသူ့ထက်မြန်ဟိုပြောရင်လက်ထိတ်ဆိုကနန်းလာတယ်ပြောရင်ပြောရင်လက်ထိတ်ဆိုကနန်းလာတယ်ခုနကလေအဲ စမက်ကက်လေးဝဲလာပါတယ်လို့ပြောတယ်ကျွန်တော်ပြောရနော်ခင်ဗျားတို့လာဝကပတ်စံတောင်းတယ်လို့မပြောဘူးလာဝကလက်စားတယ်လို့မပြောဘူးစမက်ကက်ကျွန်တော်ငါးတောင်ပေးပြီးဝဲလာတယ်လို့ပြောတာဟုတ်တယ်မလားဈေးထဲသွားကြည့်လိုက်ပစ္စည်းတို့ခင်ဗျားယူလိုက်ပတ်စံပေးရပြီဆိုဝဲတာလေ तू ကလည်းရောင်းတာခင်ဗျားဈေးသွားကြည့်လိုက်အအမဲသားဘလောက်ခန်းဒီဘလောက်ဂေါ်ဘီဘလောက်ကစုံရွက်ဘလောက်ကြက်သွုံဘလောက်အာလူဘလောက်စီဘလောက်သူသူတန်တန်ကြီးတက်မှရှိပြီသားစီဝဲတယ်တစ်ဆယ်သားဝဲတစ်ဆယ်သားပို့ပေးရမှာအဲ့လိုပဲကျွန်တော်လည်းဒီစက်ကူလေးဝယ်လိုက်တယ်အဲဒီဒစိကလေးတွေဒီစာလေးတွေရေးထားတဲ့ အဲစာရွက်ကလေးကျွန်တော်9000ပေးပြီးဝယ်ခဲ့တယ်။ तू က9000နဲ့ရောင်းနေကျွန်တော်9000ပေးဝယ်တယ်။မှားဘူးနော်။ဒါသိစီချင်းလို့ပြောပြတာ။အဲ့လိုပဲကျွန်တော်တို့ရန်ကုန်ကနေပြည်ကိုပြန်လာမယ်။ရခိုင်တိုင်းရင်းသားတွေအတွက်ကျွန်တော်ပြောပြသူတို့အရင်ကြီးဒုက္ခရောက်လာကြည့်လို့ပြဿနာပဲသူတို့ဒုက္ခရောက်တယ်။အဲ့လိုဂိတ်တရစစ်လို့ရစ်လို့ကားသမားတွေကလည်းမတင်ရဘူးစက်တင်မင်းဆောင်နဲ့ဟိုရှင်းမင်းဆောင်ဆိုရင်အောင်နေနောက်လို့လည်းမတင်ရဘူး။ဆိုကျွန်တော်ပြောပြသူတို့လည်းမြန်မာနိုင်ငံသားတွေမဟုတ်ဘူးလား။ပြည်တော်သူတမရမြန်မာနိုင်ငံတော့ ဒီနိုင်ငံတော်ဒီနိုင်ငံထဲမှာရှိတဲ့မှတ်ပုံတွေကင်ထားတဲ့နိုင်ငံသားတက်ကဒီနိုင်ငံရဲ့မြေသိအရက်ဒေသကိုမဆိုလွတ်လပ်စွာတွာလာခွင့်ရှိသည်ဆိုတဲ့နောက်ထပ်ရှိခုနှစ်ဖွဲ့စည်းအုပ်ချုပ်မှုအခြေခံဥပဒေထဲမှာပါတဲ့နိုင်ငံသားအခွင့်အရေးတွေဟာပျောက်ဆုံးသွားပြီလားခြေဥ်ကဒီနေရာမှာဒီအချိန်မှာအသုံးမဝင်တော့ဘူးလားလုံချိုးရစစ်တာစစ်လက်မှတ်မရောမှုဆိုတာကြီးတော့တိုင်းရင်းသားတွေကိုခွဲခြားတယ်လို့မြန်ဖြစ်နေမလားလို့ဒီနေရာကနေကျွန်တော်ကတိုင်းရင်းသားတွေရဲ့ကိုစားအဲ့အမှန်တကယ်ဒုက္ခရောက်ပြီးပြဿနာတက်နေတဲ့ပုံကိုယ်တွေရဲ့ကိုစား ကျွန်တော်မိကုံလေးနည်းနည်းမိကြည့်တာရှာရှည်တယ်လို့ပြောချင်းပြောပြောရှာရှည်ကြည့်တာပေါ့နော်နော်တပတ်ပတ်တစ်ခုကတော့ကိုတွေ့နော်ဒီကနေ့မနေ့မှဘရောင်းလာဝကလဲရွာအုပ်ချုပ်မှုကြောင့်ကဒီစမက်ကက်ကို9000ပေးပြီးဝဲလာတာအဲ့ဒါတော့အမှန်တရားစက်တယ်လို့လည်းမြင်နော်အသက်နဲ့ရင်းပြီးအာမခိုင်တယ်ကိုယ်တိုင်ပတ်ဆံပေးဝဲလာတာ9000ပေးပြီးဝဲလာစမက်ကက်တချို့နေရာဒီမှာဘလောက်ပေးပြီးဝဲရလဲမသိဘူးတချို့နေရာဒီမှာကျတော့နိုင်ငံတော်ရဲ့အမိန့်ကိုအတိအကျနာခံတဲ့ခေါင်းဆောင်ကောင်းကောင်းအုပ်ချုပ်တဲ့မြို့နယ်ဒီမှာတပြားမှမတောင်းဘူးပြဗျလိုင်တရားတငယ်ကြီးနေပြောတယ် တို့တို့ကြီးမလာတော့တာဗျာမပေးရဘူးတဲ့တချို့နေရာတွေမှာပလတ်စတစ်တောင်လောင်းပေးလိုက်သေးတယ်တဲ့ဟဲ့ကျွန်တော်တို့မြန်ပလတ်စတစ်လည်းမလောင်းဆက်ကွေးကြီးတိုင်းထိုးပေးတာ9000ပေးခဲ့ရတယ်9000ပေးဝယ်ခဲ့ရတယ်ဒါလေးတိအောင်ပြောပြ